အားလုံးမင်္ဂလာပါဒီနေ့တော့တသားစီရင်ရေးချက်ကြမယ်ချက်သားကိုရေးပေးချစွာဆေးပါမယ်ပြီးရင်တော့စားထည့်မယ်စနေမုံနေငယ်ထည့်မယ်နားငံပြရင်နေငယ်ထည့်မယ်အရသာအတွက်ပေါင်းပစ္စည်းတွေအားလုံးထည့်ပြီးပြီဆိုရင်တော့ ချက်သားအတုံးလေးကိုအရသာဝင်စေဖို့အတွက်တတုံးချင်းစီတရားသွားနေပြရပါမယ်။အားလုံးနေပြီးသွားရင်တော့နိုင်ရွက်ခံနှက်ထားပြပါမယ်။ဒါကတော့ချက်သားရင်ချက်ဖို့အတွက်ပအဝင်ပစ္စည်းလေးဖြစ်ပါတယ်။မင်းကြီးကမေးပါ။တေဦးရေကိုစီးထည့်မယ်။စီပူလာပြီဆိုရင်စနေနေ့ငယ်ထဲမှာ ရောင်းဒီမုန်းနဲ့ဒီရောထောင်းထားတယ်စစ်ကုန်ကြီးစစ်ကုန်ကြီးခဲပါမယ်စစ်ကုန်လေးရောင်းပြောင်းလာတဲ့ဒီအီအီနဲ့စီးတက်ပေးပါမယ်စစ်ကုန်လေးလိတ်လာပြီးတော့မှရောင်းလေးပြောင်းလာပြီဆိုလို့ရှိရင်တော့ခုနအနိုင်ဘွက်ခန့်နှက်ထားတဲ့ကြက်သားကိုထည့်ပြီးတော့မှလုံးပေးရပါမယ်လုံးရီခမ်းနဲ့ဒီမီအေးနဲ့ချက်ပေးပါမယ် ောင်းရေခံပြီးပြန်လာပြီဆိုရင်တော့ရေထည့်ပေးပါမယ်ပထမတရေပုတ်ပွက်ဆူလာပြီဆိုရင်အရသာထည့်ပါမယ်စားနေငယ်ထည့်မယ်ဒီမှာတော့အချုံမုံအနေငယ်ထည့်ထားပါတယ် တရားကထည့်ပြီးလို့အခြားစွာမှွေပြီးရင်တော့မိရင်းနဲ့ဆက်ပြီးတော့ချက်ပြပါမယ်ပထမထည့်ထားတဲ့ရည်စီကန်းလာပြီဆိုရင်တော့ဒုတိယတစ်ခါအရေးထပ်ထည့်ပေးပါမယ်။ဒီနေ့အသုံးပြုထားတဲ့ချက်သားကပမာကျဲဖြစ်တဲ့အတွက်ကြောင့်မလို့အနည်းငယ်မှာတဲ့အတွက်နှစ်ရည်လောက်ချက်ပေးရခြင်းဖြစ်ပါလိမ့်။ ချက်ပြုတ်ထားတဲ့ဒုတိယတရေခန်းစာပြူလာပြီဆိုရင်တော့အပေါ်ကနေပြီးတော့မှမဆလာလေးအုပ်ပေးလိုက်ပါမယ်ဒီအေးနဲ့ပဲချက်ပေးပါမယ်။စီပြန်လာပြီဆိုရင်တော့အနေရတာနဲ့ပြည့်စုံတဲ့ချက်သားစီပြန်ဟင်းလေးတစ်ခွက်ရပါပြီ။ ဘယ်ဟင်းပဲဖြစ်ဖြစ်ကိုယ့်အိမ်မှာကိုချက်တဲ့ဟင်းကတော့စားလို့ကောင်းဆုံးပဲဖြစ်ပါတယ်။တကယ်ချင်းမိတ်ဆွေတို့လည်းမိမိအားလိုက်ရင်လည်းမဒီလိုမျိုးလေးလိုက်ပြီးတော့ချက်စားကြည့်ကြနော်။ဒီလိုမျိုးချက်သားစီပြန်ဟင်းတစ်ခွက်ဟင်းရည်တစ်ခုခုမပြည့်တူစရာအဆုံးနဲ့ဆိုရင်တော့ထမင်းကအရန်ဥမစားလို့ကောင်းပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြရတဲ့တကယ်ချင်းမိတ်ဆွေအားလုံးတယောက်စီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်အဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။